ဒီအာနာရှင်စနစ်ရောက်ကလွတ်မြောက်ရေးဆိုပြီးဥဆောင်တဲ့ NUG အစိုးရကအာနာရှင်စနစ်ရောက်ကလွတ်မြောက်ရေးဆိုတဲ့ခေါင်းစဉ်ပျောက်သွားပြီထောင်တောင်းချီသောအင်အားတွေနဲ့အာနာရှင်စနစ်ကြအောင် လုပ်ဖို့နှစ်လပဲလိုတော့တယ်ဝေးဝေးဝါးဝါးနဲ့ရောင်ဝါးဝါးလုပ်နေတဲ့အနေထားကနေပြည်သူတွေပိုပြီးစိုးတဲ့အနေထားမျိုးကိုရောက်လာပြီဒူးတော်တိုင်းအခြေအနေမှာတော့ ဘာမှလူလုံးထွက်မပြရတဲ့အရာကိုကျုပ်တို့ပြည်သူတွေကအခုအချိန်ထိခေါင်းစဉ်မပြောက်ဘူးခမားတို့ဥဆောင်နေတဲ့ NUG အစိုးရကနေအခုခေါင်းစဉ်ပျောက်နေပြီဒီပျောက်နေတဲ့အရာကိုပေးဆက်ထားတဲ့လူငယ်တွေသေသွားတဲ့ကလေးတွေချီချိုးလက်ကျိုးဖြစ်သွားတဲ့အရာတွေပေးဆက်လိုက်ရတာမတန်လိုက်တာကွာဆိုတဲ့စကားကိုခမားတို့ NUG အစိုးရထိပ်ပိုင်း လူတွေအားလုံးဖြည့်ရှင်းပေးပါ ြည်သူတွေစုပ်ပြတ်တက်ပြီးစစ်ဖက်နဲ့အောက်တဲ့ဆိုးတဲ့ဒုက္ခနုံတွေကိုရောက်နေပြီးခေါင်းစဉ်ပျောက်တာပြည်သူမဟုတ်ဘူးခမည်းတော်ဥဆောင်တဲ့အစိုးရတဲ့ကခေါင်းစဉ်ပျောက်နေတာနေတာဒုက္ခရဖြစ်သွားတယ်ဘယ်ကောင်းမှစောက်ပြူမစားဘူးเนาะစောက်ပြတနာရှာဖို့ပဲစဉ်းစားနေကြတာမင်းတို့ခေါင်းထဲမှာထည့်တာဒီစည်းပဲဘာကြီးလီးမှမလာနေဆိုပြီးတော့ဒီကောင်တွေလုံနေကြเนาะငါတို့ရဲဘော်တွေပဋိဌာတော်ထဲမှာအနေမဖြစ်စီနဲ့မထိကြိုက်စီနဲ့ထိကြိုက်လို့ရှိရင် ငါတို့ဂီဥ်ဆိုင်မဲ့လူအဖွဲ့စည်းဆိုတာလီးမှမရှိနော်ပြီးရင်ရဲဘော်တွေကိုလေးစားပါလေဗျာစော့ဖို့လျှောက်ပြောနေတာနော်ဒီမှာငါ့ဟုတ်ပဲကြည့်ဒီလောက်ကြိုးစားပြီးတော့ဒီအတွက်အများကြီးအလုပ်လုပ်နေရကောင်တော့ဘတ်ပေါင်းတော်ကနေတိုက်ခိုက်နေကြတံမိုးမထားကြဘူးဒယံရရဲဘော်တွေကိုတံမိုးမထားကြတဲ့လူအဖွဲ့စည်းအဲ့ဒါနားလေလိုက်ငါတို့ရဲ့ဘောအောင်ငါတို့ကတက်တက်လုံးဒုက္ခိရဖြစ်တာဒါပေမဲ့ငါတို့ကမတန်ပြီမဲ့စွန့်အောင်လုပ်နေတယ် ဒါပေမဲ့သူတို့ကသူတို့ရဲ့အကျိုးစီးပွားအတွက်လည်းငါတို့ကိုအတုံးချတယ်တိုက်ခိုက်တယ်တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်အဲ့တော့ငါတို့ရဲ့ကိုဘွားကိုနားလေလိုက်တော့ရေသူချင်းတတ်တယ်နင်တို့တကယ်တက်ရမှာက CDM မဝင်နဲ့အခုကြည့်လိုက်ငါကြည့်တယ်အုတ်ချုပ်ရေးမှုကိုတတ်တယ်โอ้แต่มรอโตตตสตามีดาสุตัดเตเยมีดาสุตัดเตจ้างไกยมีดาสุตัดเตเนาะพี่แล้ว အိုးဘဒုကိုတတ်တယ်ညာဒုကိုတတ်တယ်အခုကျောင်းဆရာမကိုတတ်တယ်နော်ကျောင်းဆရာမကိုတတ်တယ်ဟိုလူတတ်တယ်ဒီလူတတ်တယ်ဘန်ဝင်နန်းကိုတတ်တယ်နင်တို့အရာကြီးရာအချင်းချင်းမနာလို့လို့အဲ့လိုနင်တို့အချင်းချင်းတတ်ရမှာမနင်တို့တတ်ရမှာကအဲ့ပြီးတော့မင်းသားမင်းသမီးတွေလေအိန္ဒြာကျော်စင်တို့အခုဖိုးချစ်တို့ကအစအကုန်လုံးနင်တို့ကိုလက်သုံးချောင်းတောင်ပြီးရှင်းန်းနေလက်သုံးချောင်းတောင်ပြီး ထပ်ပါဆန္နာပြပါဆန္နာပြပါဆိုလက်သုံးချောင်းတောင်ပြီးပြိတ္တကြီးထွက်ပါပြိတ္တကြီးထွက်ပါကျမတို့နဲ့အတူတူဆန္နာပြပါပြိတ္တကြီးစီဒီယမ်ဝင်ပါကျမတို့အားပေးနေတဲ့ပြည်တဲ့အိုက်တော်အိုက်တော်ဆိုတော့နင်တို့ကတော့ဘာမှမသိအယူချိပန်းအိုက်တော်အိုက်တော်ဆိုပြီးအခုနင်တို့အိုက်တော်တွေကတော့အပြုံးမပြက်အပြုံးမပြက်ကုန်းလေးရပဲနော်အပြုံးမပြက်ကုန်းလေးရပဲနင်တို့ကတော့အပြုံးတွေပြက်ပြီးတော့မှအခုဘာဖြစ်နေလဲနော်နော်ရုံးထွက်လို့လည်းမရတော့ဖြစ်သွားပြီ ဟုတ်လားအဲ့တော့နင်တို့တကယ်တက်ရမှာအဲ့အိန္ဒြာကျော်စင်းတို့ပြေတီဦးတို့အခုအခုနင်တို့ကိုလက်သုံးချောင်းထောင်ပြီးတော့မှအခုအခုတော့အခုတော့မမကျန်းဟိုကောင်မတွေဆိုရင်စိန်တိုက်ပိုင်ဗါတဲ့ PK ထုံးတို့ဟုတ်လားရေသနာ PK ထုံးလာပါလားကျပိုးကြပြူခင်းတို့တွေပိုးကြပြူခင်းတို့တွေနင်တို့လက်သုံးချောင်းထောင်တာငါမှသူတို့ရဲ့ဓာတ်ပုံတွေအကုန်လုံးရှိတယ်သူတို့တွေနော်ငါတို့နိုင်ငံမှာတရားဥပဒေစိုးမိုးမှုလည်းမရှိသလိုတရားမျှတမှုလည်းလုံးဝမရှိတော့အဲ့လိုမရှိအောင်လဲငါတို့ ပြည်သူတွေရပဲလောက်တာငါတို့ပြည်သူတွေနင်တို့တွေလောက်ကြတာပဲနော်ဟိုအဘာတွေခေတုံးကတသွေးတတန်တမိတ်နဲ့နော်ငိမ့်ဝပြပြတဲ့ကာလတုန်းကနင်တို့လက်စားတယ်ပါတိုင်လို့တော်လို့ရသေးတယ်နော်ငွေများတရားအခုခက်ကငွေများတရားနိုင်ငွေမများလဲတရားနိုင်မှန်လဲရှုံမမှန်လဲရှုံအဲ့လိုဖြစ်နေတယ်အခုတကယ်လက်သုံးချောင်းထောင်ပြီးတော့မှနင်တို့သေတွေနဲ့ထည့်ခဲ့တဲ့သူတွေအခုရွှေဆိုင်ပိုင်းရှင်တွေဖြစ်နေတယ်စိန်တိုက်တွေဖြစ်နေတယ်ဟုတ်လား နော်အိရာကျော်စင်တို့လည်းကောင်းစားနေတယ်ချစ်သူဝေတို့လင်းလင်းတို့နိုင်ငံခြားကနေကောင်းစားနေတယ်အဲသူတို့ကတခါနင်တို့အဲ့လိုနိုင်ငံခြားမှာကောင်းစားနေတာတော့သူတို့ကသူတို့ကတခါတည်းနင်တို့ကိုတော်ရဲသွားပြီးတော့မဒုက္ခရောက်နေပုံစံလေးနဲ့ဗီဒီယိုရိုက်ပြသေးတယ်ဟိုကောင်မဒေါက်တာအမြီခန္ဓာမြဝီကြီးဆိုတဲ့အာဖြဲမှငစိမ့်တယ်မှဆိုလဲအခုတွေ့စားတွေ့လာနင်တို့တွေကတော်ရဲမှာသူများလူမတန်းမှာဒုက္ခစားရတဲ့ဒုက္ခတွေဖြစ်နေတဲ့အချိန်မှာသူတို့တွေကအမလေးဟိုမှာကြက်ဟော့ပေါ့စားရတာနဲ့မာလာရှန်ကောစားရတာနဲ့ဘယ်မှာဒီမှာတော့စားမုံနိုင်ငံခြားမှာစားနေတာ ကဲနင်တို့တားမှာအဲ့ဒီဟာတွေကိုတားမှာနင်တို့တွေတတ်ရမှာကပြည်သူပြည်သူချင်းချင်းတတ်ရမှာမို့အဲ့ဒီဗီဒီယိုမင်းသားမင်းသမီးတွေဖက်ခွက်စားတွေအကုန်လုံးကိုတယောက်မကြံမြေလန်ရှာပြီးတတ်ရမှာအခုနင်တို့ကိုသေရင်းနဲ့ပို့ပြီးသူတို့ချမ်းသာနေပြီနင်တို့ကိုဒုက္ခရအောင်ငတ်အောင်လုပ်ပြီးသူတို့အခုအကောင်းစားတွေစားတောက်နေကြသူတို့ကိုတားရမှာနင်တို့သူတို့နိုင်ငံရေးကိုအကြောင်းပြပြီးတော့လှုပ်ရှားနေတဲ့လူတွေတိတ်ပေါ်များနေလို့ဘယ်သူဘယ်ဝါလို့ကျွန်တော်မပြောဘူးသို့တော့ပမာဒီမာလောက် နိုင်ငံရေးနဲ့လှုပ်ရှားနေတဲ့တွေများတယ်လှုပ်ရှားပါကျွန်တော်တို့လည်းဒီဟာဝါသနာလည်းမပေါပါဝင်လူကိုလည်းမစမနာလည်းလူလည်းမဖြစ်ပါလှုပ်ရှားကြပါသို့တော်လေတချို့ကိစ္စတွေကြတော့ရင်နာတယ်ဗျဗမာပြည်မှာတက်ကတူចောင်းနေဖွင့်မရတာဘလောက်ကြာအခုចောင်းသားလောကထဲမှာပါစဒီနိုင်ငံရေးသမားဆိုတဲ့ပုံကိုယ်တွေဟာကလေးတွေစာမမမတင်နေအောင်ဟေးမင်းတို့တင်လို့လည်းဘာအကြောင်းမတူထွက်မင်းတို့ဘာ ပညာရေးစနစ်ကဘာဖြစ်တယ်ညာဖြစ်တယ်သွားကျောင်းမှာမထွက်လာမာဘာမှလမ်းကြောင်းပြမင်းတို့အဲ့ဒီမှာစန္ဒပြအာမင်းတို့ကျောင်းကနေမှမနေနဲ့တမကတွေဖွဲ့တမကဖွဲ့တာစန္ဒပြတာကိုကျွန်တော်စန့်ကျင်တာမဟုတ်ဘူးဒါလူချင်းလို့ပဲဒါတွေလှုပ်ချင်လို့ပဲအဲ့ဒီဒီမိုကရေစီဆိုတဲ့ခေတ်ကြီးကိုကျွန်တော်တို့တောင်းတခဲ့ရတာဒါကိုကန့်ကွက်တာမဟုတ်ဒါပေမဲ့စာတင်နေတဲ့ကလေးတွေအလုတ်ခွင်ထဲမှာမိဘကိုလှုပ်ချွေးနေတဲ့ကလေးတွေစွဲထုတ်တာတော့ရင်းနာတယ်ဗျာ ဒီကလေးတွေဘယ်ချိန်ပညာသွားတယ်လဲအခုဆွဲထုတ်ပြီးတော့ခိုင်းရင်ဒီကလေးတွေကိုပြောတော့စကလုံးကတိတ်လာတာပဲအနာကရဲ့ခေါင်းဆောင်နဲ့အဲ့ဒီအနာကရဲ့ခေါင်းဆောင်တွေကိုစာတင်ကန်းထဲကဆွဲထုတ်အပြင်မှာလမ်းပေါ်မှာအိုးအော်ဒီအော်အော်ပြီးတော့ဘဝဖြက်စီးပြစ်ပြီးတော့အနာကရဲ့ခေါင်းဆောင် तू ကဘလို့ခတ်မှာတိုင်းပြည်ခေါင်းဆောင်မပြောနဲ့အရက်ထဲမှာရွာမှာ ရက်ွက်တဲမှာအုတ်ချုပ်ရင်မူရွေးတာတော့မှဘွဲရမှာဆိုရယ်စာကြီးခံထားတယ်ဒီကလေးတိုင်းပြည်ကောင်းဆောင်ဖြစ်ပေဖို့နေနေသားစိန်ကောင်းတော့မဖြစ်နိုင်တော့ဘူးစာမတင်ရဲအဲ့တော့ကလေးတွေကိုစာတင်ခန်းထဲကဆွဲထုတ်တာမျိုးနိုင်ငံရေးလုပ်တယ်လို့ပြောရင်ကျွန်တော်သိရှင်းတာဘူကျော်အောင်ဆန်းအသက်32နှစ်မှာတိုင်းပြည်ခေါင်းဆောင်ဖြစ်သွားတယ်ဘွဲရတယ်ဗျတက္ကသိုလ်မှာပညာကိုတောက်အောင်တင်သွားတယ် ဘယ်လိုဘိုးကျောင်းအောင်ဆန်းလို့တကယ့်အာဇာနီခေါင်းဆောင်မျိုးဟာဟာဒီကလေးတွေကိုစာသင်ခန်းထဲကဆွဲထုတ်ပြီးတော့စာမတက်ပေမတက်ဘဝရောက်ဘယ်တော့မှမလုပ်အဲ့ဒီလိုတော့လူကြီးတွေကလည်းလိုက်ပြီးတော့အတိလေးနဲ့ထိမ့်ပေးတင်တယ်အဲ့ဒါကိုနိုင်ငံရေးလို့ကျွန်တော်မထင်ဘူးနိုင်ငံဖျက်နေတယ်လို့စိတ်ထဲမှာထင်တယ်တကယ့်နိုင်ငံရေးကဒါပဲဗျာသူတို့ဒီ ခုနကျွန်တော်ပြောသလိုပဲစေရင် ကောင်းလည်းဖြစ်ချင်မှဖြစ်မယ်မြို့နယ်အုပ်ချုပ်ရေးမှုလည်းဖြစ်ချင်မှဖြစ်မယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ချင်မှဖြစ်မယ်တမရလည်းဖြစ်ချင်မှဖြစ်မယ်ဖြစ်ဖြစ်မဖြစ်ဖြစ်တိုင်းပြည်ထဲမှာလူငယ်တွေလူတွေဒုက္ခရောက်နေသူတို့မနေနိုင်ဘူးဟိုးရန်ကုန်ကတကုံအရှိမျိုးနယ်မှာရေငတ်နေတာကိုကြိုက်မရောကနေပြီးတော့ရေသွားတိုက်ပြီးတဲ့စိတ်ဗျအဲ့ဒီလူတွေမှာအာဇာနီမခေါ်ရင်ကျွန်တော်တို့ကဘု து အာဇာနီသွားခေါ်မယ် ဒါကြောင့်ဒီစာကြည့်လိုက်တဲ့မှာထဲကျင်တဲ့လူထဲပါကျွန်တော်တို့လူငယ်တွေကိုလည်းအကုန်လုံးနောင်လာနောက်သားတွေကိုလည်းခေါ်ပြပေးပါခလေးတော်မှာကြည့်ဟဲဒီပုံကိုတွေဟာရရမညတိုင်းရကြိုက်မေရောမြို့ရဲ့ဂုံကိုစွန့်ဆောင်ပေးနိုင်ခဲ့တဲ့အာဇာနည်အစ်စ်တွေဖြစ်တယ်ဗမာပြည်ရဲ့အင်မတန်ဖိုးတန်တဲ့နိုင်ငံရေးသမားတွေဖြစ်တယ်ဆိုတာကို စာကြီးတိုင်းလာသည်မလူအားလုံးကိုလက်ညှိုးထိုးပေးပါလို့ပြောရင်းနဲ့ကြိုင်မျိုးမျိုးနဲ့ကစာပေဝါဒနာရှင်များအခုလိုစာကြီးတိုင်းပညာလေးနဲ့ဆိုတဲ့စာကြီးတိုင်းလေးဖွင့်နိုင်တာကိုကျေးဇူးတင်လိုက်တာ ဝန်းတာလိုက်တာ